အားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးမင်းသူဝင်ရေးသားတဲ့ကလေးပုံမြင်များလည်းမှကြောက်ခဲတလဲတားမိုက်မယ်ဆိုတဲ့ပုံမြင်ကလေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်ကျမကတော့စာဖတ်သူရွှေရီပဲဖြစ်ပါတယ်ကြောက်ခဲတလဲတားမိုက်မယ်ရှင်းရှင်းတုန်းကတထင်းကြီးတဦးမှာတားယောက်ျားလေးတွေရှိကြတယ်အဲ့ဒီတထင်းကြီးဟာ ။အုံမင်းမဆန်းရှိလို့သွားကကျူး၊သပင်ကဖြူ၊နားကထိုင်း၊ခါကကိုင်းဖြစ်ရုံမကဘူး။ခဏခဏဖြားလိုက်နားလိုက်ဖြစ်နေတော့တည်တော့မှာပဲလို့ထင်တာနဲ့သားတွေကိုခေါ်ပြီးလူကြီးဆောင်ရရှိမှာလေတွေရာတွေရွှေငွေပစ္စည်းတွေကိုအမွေအဖြစ်နဲ့ခွဲဝေပေးလိုက်တဲ့။သို့တော်လဲတထင်းအိုကြီးဟာ အင်မတန်အသက်ပြင်းနေတေကံမရောက်တက်မပြောက်ဆိုသလိုဖြားတာဖြားတယ်နာတာနာတယ်မသိဘူးတဲ့တစ်နှစ်ကုန်တစ်နှစ်ကူးပေမဲ့မသိဘူးဆိုတဲ့ဇွဲနဲ့အသက်ရှည်နေတာပဲတဲ့အဲ့ဒီလိုအသက်ရှည်လေးသူ့ခမရဒုက္ခရောက်လို့ပေါ့အိုလိုမင်းလို့ဒုက္ခရောက်ရတာက တမျိုးဖြားနာလို့ဒုက္ခရောက်ရတာကတမျိုးသားတွေကမတရားလို့ ညှိုးညင်ကျင်စဲတာကို ခံရတဲ့အတွက်ဒုက္ခရောက်ရတာကတမျိုးသူခမရတေကန်နေမှ အတော်ကိုပင်ပန်းဆင်းရဲရှာတည်းပိုးရင်နှုံးကတော့အမွေမရသေးလို့သားတွေဟာမျက်နှာချူသွေးရနဲ့အဖိုးအိုကြီးကိုသူ့ထက်ငါသာအောင်လှုပ်ကြွေးပြုစုကြတယ်အခုအမွေရပြီးပြီဆိုတော့အဖေအိုကြီးကိုဂယုမဆိုင်ကြတော့ဘူး ညံ့ညံ့သေးရင်ညံ့ညံ့အေးမှပဲလို့အောက်မိပြီးအသက်ရှည်နေတာကိုပဲမနာလိုဖြစ်နေတဲ့အတွက်ညိုညင်ကျိန်ဆဲကြတဲ့။တနေ့ကျတော့တထင်းအိုကြီးစီကိုမိတ်ဆွေဟောင်းတယောက်ဟာမာကျောင်းตาကျောင်းသတင်းမေးရင်ရောက်လာတဲ့။သူတို့နှစ်ဦးတွေ့ကြတဲ့အခါရှိဟောင်းနှောင်းဖြစ်တွေကိုငြင်းရှက်ရည်နဲ့ပြောကြတာပေါ့ဒီလိုပြောရင်းနဲ့ တထင်းအိုကြီးကသားတွေကို အမွေခွဲပြီးတဲ့အကြောင်းသားတွေကမတတာလို့ညှို့ညင်ကြိမ်ဆဲတဲ့အကြောင်းတွေကို အသေးနာနာရှိတာနဲ့ပြောပြတာပေါ့အဲ့ဒီတော့မိတ်ဆွေလဲစိတ်မကောင်းဘူးပေါ့အဲ့ဒါကြောင့်အကြံထုတ်ပါဦးမင်းအကြံရတဲ့အခါအကူအညီပေးပါမယ်လို့မှာကြပြီးပြန်သွားတဲ့ရဲအနေငယ်ကြတော့အဲ့ဒီမိတ်ဆွေဟာ တထေးအုံကြီးအိမ်ကိုလှဲစီးပြီးရောက်လာတဲ့။ရောက်တဲ့ဆိုရင်ပဲကြောက်ခဲနဲ့တလဲတွေအပြည့်ထည့်ထားတဲ့အိတ်ကြီးတွေကိုထမ်းချလာပြီးတထေးအုံကြီးရဲ့အိယာနာမှာထားတဲ့။ထားပြီးတော့ဟာဒီလိုပြောတာကို"ကဲတထေးကြီးကျွန်တော်လာတဲ့တဲ့င်းကိုတထေးကြီးရဲ့သားတွေကြားကြလိမ့်မယ်။ကြားရင်မင်းမြန်းစုံစမ်းကြလိမ့်မယ်။" အဲ့ဒီအခါတထေးကြီးကဟန်လုံးဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအခုကျွန်တော်လာတာဟာတထေးကြီးရဲ့အကျွေးတွေကိုဆက်ဖို့လာတာလို့ပြောပါဟောဒီကြောက်ခဲတလဲအိတ်တွေကိုငွေအိတ်တွေပါလို့ပြောပါဒီတော့တထေးကြီးစီမှာငွေတွေအများကြီးရှိသေးတယ်လို့မှတ်ကြလိမ့်မယ်အဲ့ဒီအခါတထေးကြီးရဲ့သားတွေဟာတထေးကြီးကိုဂီယူဆိုင်ကြလိမ့်မယ် ဒါပေမဲ့အိတ်ကြီးတွေကိုတော့မကင်စီနဲ့နော်လုံလုံချုံချုံသိမ်းထားပါကဲကျွန်တော်သွားလိုက်အောင်မယ်လို့ပြောပြောဆိုဆိုနဲ့လှဲစီပြီးပြန်သွားရောတယ်အဲ့ဒီနေ့မှာပဲတထင်းအိုကြီးရဲ့သားမိုက်တွေဟာတရင်ကြားကြတာပေါ့တထင်းအိုကြီးအိတ်ခန်းထဲမှာမွေးအိတ်ကြီးတွေရောက်နေတယ်လို့ကြားတော့အဲ့ဒီသားလုတဲ့သူတွေဟာတရေတများများကြပြီးတထင်းအိုကြီးကို မျက်နာလုံးကြပြန်တာပေါ့လေအရှက်ကနေပါပြီးတော့အချိုးတစ်မျိုးအချင်းတစ်မျိုးအပူတစ်မျိုးအေးအေးတစ်မျိုးစားစရာတောက်စရာတွေကို ကျိုးကျိုးစားစားချက်ပြုတ်ပြီးပွဲကြီးပွဲငယ်နဲ့ကြွေးကြတိုက်ကြပြုစုကြတဲ့အဲ့ဒီလူနဲ့အဖိုးကြီးဟာ အသက်ရှည်သွားလိုက်တာမိစာကုံစီခန်းဆိုသလို နောက်ဆုံးမတက်နိုင်တော့မှတေရှာတဲ့ အဖိုးကြီးလည်းသေးရောတစ်ချိန်လုံးမျက်စောင်းထိုးနေကြတဲ့သူ့သားတွေဟာသူ့ထက်ငါအရင်ဦးအောင်အလူအရက်နဲ့အိတ်ခမ်းနဲ့ပြေးဝင်ပြီးအိတ်ကြီးတွေကိုဖြွင့်လိုက်တာအထဲမှာဘာတွေကို တွေ့ရသလဲဆိုတော့ကြောက်ခဲနဲ့တလဲကြီးပဲတဲ့